ခုနှစ်2025အောက်တိုဘာလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတက်ဆက်ပေးပါရောင်းမယ်ကျမကတော့မြတ်တူတူပို့ပါဘင်္ဂလားဒေ့ရှ်နယ်အော်ရှေ့မြောင်ပိုင်းနဲ့ရှေ့နယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထိုးနေပြီးကပ္ပိဘင်္ဂလားဒေ့ရှ်နယ်ချက်ဘင်္ဂလားဒေ့ရှ်နယ်အော်တို့မုတ်တုံနေအားနေနေပါတယ်။ဒီနေ့ညနေတီမိုးလေဝသခန့်မှန်းချက်နေနေကတော့ရှန်ကုန်တန်းဒေသကြီး၊ AR တန်းဒေသကြီး၊တနင်္သာရီတန်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်နေရာနှံပြား နေပြီးတော့ပုဂိုရိုင်းဒေတာကြီးစကနိုင်းဒေတာကြီးအထက်ပိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်တို့တွေနေရာစိတ်စိတ်နဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွေနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွေနေရာကွက်ကြားမုတ်ထုံရပြီးတင်းတိုင်းတိုင်းဒေသကြီးတို့တွေနေရာကွက်ရဲ့မူကြီးတိုင်းကရွာရဲနှုတ်ပြဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိနေကလှိုင်းမြင်မှာတော့၄ပြည်မှာ၆ပြည်ခန့်ရှိနိုင်ပါတယ်။ လက်ဖြစ်အတွက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာထိကျုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်ရှင်။